ဆရာမတို့ရင်းဝဒီသားထားတဲ့နော်ခေါင်းစဉ်ကပါလဲဆိုရှင်ခွဲတကယ်တော့အဲ့ဒီရှင်ခွဲဆိုတဲ့စာရေးသားကဖတ်စုခံစားမှအရသာပေါ်မဲ့ကိစ္စသို့တော့ကျွန်တော်မနေနိုင်လုံးလို့ကျွန်တော်ပြောပြမှာမနေနိုင်လုံးလို့ဆိုတာကကျွန်တော်ပြောတာကနေတစ်ဆင့်ရှားခွေပြီးတော့ဖတ်စုခြင်းနဲ့အဆင့်ရောက်အောင်ကျွန်တော်ကကြိုးစားပြီးပြောမှာသို့တော့ကျွန်တော်အပြောဟာဆရာမရဲ့အရေးကိုဘယ်နည်းနဲ့မှမမြင်နိုင်ဘူး ဘာဖြစ်လို့လဲဆိုတော့သူကအရေးအသားအပြစ်ပုံခေါ်ထားလို့သူ့ရဲ့အမှုပညာစွမ်းရည်ဟာအပြောထဲမှာရှိမနေပဲနဲ့အရေးထဲမှာရှိနေလို့သို့တော့ကျွန်တော်ကစေတနာနဲ့ဖတ်စေခြင်းလုံးလို့တိုက်တွန်းတဲ့အနေနဲ့ကျွန်တော်ပြောမှာသူ့ကိုမြင်အောင်တော့ကျွန်တော်ပြောနိုင်မှာပေါ့ဘူးဒါပေမဲ့ကျွန်တော်စေတနာရလုံးမှာခေါင်းစဉ်ကရှင်ခွဲအမျိုးသမီးတယောက်သူ့အိမ်ကိုပြန်လာအရန်လာတဲ့အရေးသားတွေကအဲ့ဒါတွေပြောရင်တော့ပြီးမှာမဟုတ်ဘူးအဲ့ဒီဘုတ်ထဲနဲ့တဏှာကြီးကွဲပြစ်သွားမှာ ဖြက်ကနဲအိမ်အဝယ်မှာမှန်တဲ့ကိုအိမ်ရမှန်ပရင်းကောက်ဖြက်ကနဲကြည့်လိုက်တော့ခေါင်းလေးဖြူးနေတဲ့သူ့မျက်နှာကိုသူပြန်မြင်တယ်။အော်သူ့အတက်တော့90ကျော်ခဲ့ပြီပဲ။ဒါရိုက်မပြောဘူးဆိုင်ဆံမှာအဲ့ဒီအိမ်ပြန်လာတဲ့အမျိုးသမီးတယောက်ဟာအသက်90ကျော်ပြီ။အိမ်တကားကိုခေါက်လိုက်တဲ့အခါကျတော့သူ့ရဲ့မမကြီးသူ့မမကြီးဆိုတော့သူ့ရဲ့အထက်မှာနှစ်ယောက်အဲ့ဒီနှစ်ယောက်ရဲ့အထက်ကမမကြီးသူ့အထက်ကနှစ်ယောက်ကအဖတ်မတင်ဘူး။ အဲဘမ္မာကြီးရဲ့အသက်က58နှစ်နှစ်နှစ်ချနှစ်နှစ်ချမွေးပုံပေါ်ပါတယ်ပါပါလတ်လတ်နှခန်းတင်းတင်းစိတ်ထားတဲ့မမကြီးငယ်ငယ်တုန်းကအတိုင်းပဲမပြောင်းလဲဘူးတကားခောက်လိုက်တဲ့ခါကျတော့အေးငါညီးကိုမချုံမရောက်မထင်လို့အေးခတ်တင်းတင်းပဲပြောတယ်မမကြီးကငယ်တုန်းကအတိုင်းပဲမပြောင်းလဲဘူးမမကြီးတော့58နှစ်ရှိပြီဆိုရင်ကိုကိုကြီးကကိုကိုကြီးကမမကြီးတဲ့နှစ်နှစ်ကြီးတယ်60ပေါ့အဲ့မိသားစု ။ဒါဆိုသူ့အဖေနဲ့အမေကပြီးခဲ့တဲ့နှစ်ကမွေးနေ့လောက်တော့ဆက်ဆက်နေသူနဲ့။ဒါဆိုရင်အခု60ပေါ့ဒီမိသားစုသူပြန်လာတယ်။သူ့စိတ်ထဲမှာတုံမင်းနှင်းနဲ့စိတ်ဝင်စားအဖြစ်ဆုံးရပါလို့ဆိုအမေသူ့ကိုဘလို့များဆက်ဆံမှာပါလဲ။သူ့အမေအမေသူ့ကိုဘလို့များဆက်ဆံမလဲ။မမကြီးအမေအချင်းကြီးရော ။ညီမေကတော့အေးပြောကုန်မပြောချင်တော့ပါဘူး။အပြုပေါက်ကလေးထနေတာပဲ။တကယ်တော့ဖိုင်းရသက်90ဆိုတော့တငယ်ပြန်ပြီ။ပိုးလုံးကြီးတွေထုတ်ဝစ်ပြီးတော့တော်လေးတိုက်တော့သူ့မေနာမေကဒေါ်ထသူ့ညမကဒေါ်သပွဲသွားကြည့်မယ်ဆိုပြီးထွက်သွားလေရဲ့အေးဘလို့မှတားမရဘူးအပြုပေါက်မှလေးကြာနေတာပဲ။ ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ဖလားဖလန်းကိုထလို့ပေါ့အမေကအဖေကိုလုံးဝမမှတ်မိတော့ဘူးအေးကျွန်တော်စူးစမ်းပြီးပြောနေတာပါနော်ဒီစာဖတ်မှရတာပေါ့မှာအမေကအဖေကိုလုံးဝမမှတ်မိတော့ဘူးဒီစကလုံးမှာဒီဇက်ကောင်ဖြစ်တဲ့အမျိုးသမီးကစိတ်မကောင်းဘူးအမေလောက်အဖေကိုချစ်ခင်ယူရတဲ့အဖေလောက်အမေရဲ့အယူအဆအပြုစုကိုခံတဲ့သူ ဒီလောကကြီးမှာမတွေ့ဘူးငယ်စဉ်ကတည်းကဓမ္မဝိုင်းမှာဓမ္မဝတ်ရှိအောင်ခင်းချင်းပြင်ဆင်ထားတဲ့အချိန်မှာရှိပါဲ့တယ်လားလို့အမေလှုပ်တဲ့သူကစကားသွားပြောတယ်အဖေလှုပ်တဲ့သူကအဲဇဝဲမှာငုတ်တုတ်ကြီးငုံငူကြီးထိုင်နေတာစကားမနေလည်းမဟုတ်နိုင်ဝယ်လည်းမဟုတ်အော်ကွန်မန်ဒါရင်စားလေဘာလုပ်နေတာတော့မင်းကစားလို့မပြောသေးလို့ငါစောင့်နေတာတဲ့ဒီလိုခင်မုံမျိုး ဒီလိုဇနီးမျိုးဝက်တာစားတာနေတာထိုင်တာအစအယူရဆိုင်ပြုစုယူရတဲ့ချစ်ခင်နဲ့အဖေနဲ့အမေအခုတော့အမေကအဖေကိုမမမီတော့ဒါနဲ့သူကအဖေကိုတရိရတော့မေးတယ်အဖေရောတဲ့အဖေကတော့အေးတဲ့သူတို့အခန်းလေးတဲ့ကိုပြကျန်အောင်ထူထူစားကျန်အောင်ထူထူချထားတဲ့အထဲမှာဖေးရှိမယ်ဖေးတဲ့ကလည်း90အဖေကသူ့ကို မှုန်တီးနေတဲ့မျိုးလုံးလေးနဲ့ပန်းချီတယ်။သူ့တို့ချင်းမေးတဲ့စကားကနင်တို့အမေရောအဖေကတော့အမေကိုမေးနေတော့နင်တို့အမေရောငငယ်ကလေးကအဖြစ်သေးတဲ့အဖေအမေခဏလေးပြောက်သွားရင်နင်တို့အမေရောလို့ခဏခဏမေးလို့သူတို့ညီကောင်မောင်နှမတွေအဖေကိုစကဲနောက်ခတ်ကြမှုလေအခုတော့ဖြစ်အမေကအဖေလို့တဲ့သူကိုလုံးလုံးမမှတ်မိတော့ဘူးအဲ့လိုပြောနေတဲ့အချိန်မှာပဲတစ်ခါ ပဲစားရိုက်ပြီးတော့ခုံပေါက်ပြီးဝင်လာတဲ့အတန်ကြားလို့တက်ကြည့်လိုက်တော့အသက်90အရွယ်သူ့အမေနုပြုံမှုတစ်ခုဥက္ကနေတဲ့အနည်းအားဖြင့်တငယ်ပြန်းနေတဲ့တရခားတွေနဲ့ပန်းပန်ထားတဲ့ပိုးလုံးကြီးနဲ့ဖြတ်ကနေဖြတ်ကနေအိမ်ထဲကိုဝင်လာပြီးတော့အမေသူ့မြန်မှတ်မိမလားလို့ကြည့်တယ်အမေကသူ့ကိုမှတ်မိပုံမပြ လိုက်ကောင်လေးကိုထည့်လိုက်တယ်အထဲမှာသူ့ယောက်ျားသူ့ရဲ့ခမောအဲ့လိုတွေ့တာနဲ့អော်တယ်ဘယ်ကအဖိုးကြီးလဲအဲ့ဒီအဖိုးကြီးကအာမနာစာမကြုံသူများအိမ်မှာအဲ့ရလည်းမဟုတ်ဖေရလည်းမဟုတ်ခုတည်းမပြန်သေးဘူးလားမင်းမင်းပြန်ပို့ကြပါဒီအဖိုးကြီးကိုအသားကြီးကလည်းဖြတ်ဖြတ်ဖြူရော်လဲဘယ်ကတရုတ်အဖိုးကြီးလဲអော်ဟဲ့ဆိုညာပေါက်ခွဲနေတယ် မမကြီးလုပ်တဲ့သူကသူ့ကိုမေးလင်းငေါ့ပြတယ်တွေ့လားနင်တွေ့ပြီလားအမေနဲ့အဖေရဲ့အဖြစ်ကိုနင်တွေ့ပြီလားသိချစ်ခင်ခဲကြတဲ့ဇနီးမောင်နှံနှစ်ယောက်ခုတော့ဖြစ်အမေကအဖေကိုမမမိတော့အဲ့လိုအော်ဟစ်နေတဲ့အချိန်မှာအဖေကမျက်ရည်လေးတွေဝှက်ပြီးတော့ကလထိုင်လေးကနေခြံအောင်လေးကိုပြောင်းဝင်သွားဆောင်နောက်တည့်ရဒီလိုပဲထုံးစံအတိုင်းပဲလိုက်ကလေးကိုဖွင့် ဖွင့်ပြတာနဲ့ဒီဖုန်းကြီးအခုချိန်ထိလူများကြီးမှာမနဲ့စောစောစီးစီးခုချိန်ထိမပြန်သေးဘူးလားအဲ့ဒီအချိန်ကျတော့အေးလို့တဲ့သူကိုမုံလေးပဲကလေးကျွေးတဲ့အချိန်ဆိုတော့ဒရင်မောကနေကလထိုင်မောကိုရွှေ့ထားတယ်ဘာလဲကလထိုင်လေးရဲ့ဘေးအဲ့ဒီလိုအဟေးစုပူနေတဲ့အသက်60အရွယ်အခွားကြီးอ่ะဒီဘိုးကြီးခုချိန်ထိမပြန်သေးဘူးလားဆိုပြီးတော့ ကလထိုင်ရဲ့ဘေးကိုဆွေကနေရောက်လာတယ်။ပြီးရင်အဲ့ဒီအခုကြီးရဲ့ခြေထောက်လေးတွေကိုပေါပေါလေးညင်ညင်သာသာလေးနှိမ့်။ဘာသာကတော့တွတ်တွတ်တွတ်ပြောနေတာ။ဒီဘုန်းကြီးကိုခုချိန်ကြီးပြန်မပို့ကြသေးဘူးလား။သူများအိမ်မှာအာမနာဆာမကျုံးနဲ့သူပတ်ပြူရောင်းနဲ့ဒီတယောက်ဘုန်းကြီးကဘယ်ကလဲ။သို့တော့လက်ကလေးတွေကတော့အခုကြီးရဲ့ခြေထောက်ပေါ်ကိုညင်ညင်သာသာနှိမ့်နေပြီလို့။အဲ့တော့ငယ်ငယ်လုံးကဒီဇနီးမောင်နှံဟာ ပုံမှန်တန်းတဲ့မတ်ထိုက်ဆိုတဲ့ဇနီးမောင်နှံဟာနော်ဒါပါတော့တန်းထိုက်ဆိုတဲ့တစ္ဆက်ကလေးကိုပေးထားကြတယ်အင်မြန်တယောက်ကတယောက်ကိုတယောက်အင်မတိုင်ချင်းခင်ကြတဲ့ခါကျတော့ဇီးပွားဥစ္စာတွေကလည်းဖြစ်ထွန်းကြတယ်ပေါ့အဲ့ရကြတော့ဒါကလေးနဲ့ဇလီဘားလုံးတွေကို contract ပေးဖို့ contract သွင်းဖို့သွားတဲ့အချိန်မှာမကြီးမင်းနဲ့ခုတ်နေတဲ့အချိန်မှာလုံလောက်ပါတယ်ဆိုပြီးတော့ပုံမှန်တန်းကမောင်းလိုက်တာမကြီးပြင်းတက်တဲ့ကားပေါ်ပြုတ်တာ ဒရိုင်ဘာလေးကတော့ပွဲချင်းပြီးတည်ကားထဲမှာညက်နေတဲ့အဖေဖြစ်သူဦးမောင်ပါစလုံးတစ်ဖက်လုံးစသည်နေတဲ့ချီဆရာဝန်ကဘလို့မမရဘူးဖြတ်ပြရမယ်လို့ပြောတယ်အမေလုပ်တဲ့သူကနေပါအောင်ဆရာရဲ့အချမစူးစမ်းပြစေဦးနောက်ဆုံးအမေရဲ့မြစ်တာကြောင့်မလာမသိဘူးအဖေရဲ့ချောင်းတစ်ဖက်ဟာရှမ်းဆရာကြီးတယောက်နဲ့စီးစီးလိုက်တဲ့အခါမှာအယိုးလေးပြန်ဆက်သွားပြီးတော့မဖြတ်ရဘူးဒုက္ခိတဘဝကိုရောက်မသွားချောင်း အဲ့လိုချစ်ခင်ခဲ့ကြတဲ့ဇနီးမောင်မအခုတော့ဖြင့်အမေလုံးတဲ့သူသည်အဖေကိုတစ်ဆက်ကလေးမှမှတ်မိခြင်းမရှိတော့တော့ကိုယ့်ရဲ့သမီးအသက်50ကျော်သမီးကိုလည်းမှတ်မိတော့ခြင်းမရှိတော့တငယ်ပြန်နေတော့ခုံပေါက်နေတော့ပြေလွားနေတော့ကစားနေတော့ဒီမြင်ဝဲတွေကိုချစ်ပြီးတော့သမီးဖြစ်တဲ့သူကရဲ့ဝဲတယ် မမကြီးရမေးတယ်ဟဲ့နေဒီတစ်ခေါက်တော့ကြာတာနေမှဖြစ်မယ်နော်။အော်မမကြီးရဲ့နေကိုနေမှဖြစ်တော့မှာပါရှင်။ပြောမယ်ကျန်တဲ့အချိန်မှာမမကြီးကတစ်ဖက်ကိုလှည့်သွားပြီ။မမကြီးကဒီလိုပဲသူပြောမယ်ဆိုရင်ဘယ်တော့မှမစကားကိုဆုံးအောင်လာမထောင်ဘူး။အင်မတန်တော်တယ်ဆာဗာနီနုရင်ဝါက။ဟုတ်ပြီ။အဲ့တော့ဒီဇာလန်လေးမှာအဲ့လိုလေးနဲ့ချစ်ခင်ယူရခဲ့တဲ့ဇနီးမောင်နှံကြီးကခုတော့မမှန်ပြီ။အဖေလုံးတဲ့သူကတော့ဂရေဘုံကနေကလထိုင်ကိုရွှေ့တဲ့အချိန်တိုင်း ်ကျွန်တော်အမေရောအမေလို့တဲ့သူကလည်းအပြင်းအပြားလာရဲ့အဲ့ဒီဖိုးကြီးခုချိန်ကြီးမပြန်သေးဘူးလားပြုတ်ဖက်ပြော်နဲ့အသားကြီးကဘယ်ကတည်းကဖိုးကြီးလဲပြီးရင်ဆွေကနဲ့ကလထိုင်ပင်းနာရောက်လာခြေသလုံးလေးကိုငင်းငင်းသာသာလေးနှိမ့်လို့ကျွန်တော်လည်းပဲစေးစီးပြီးကလေးကကြိုက်တဲ့တန်ရာကြောင့်ဒီအမေလို့တဲ့သူဟာဒီအဖေကိုအဲ့လိုတယုတ်တူရပြုစုခဲ့တာအဲ့ဒီကလထိုင်မှာထိုင်လိုက်တိုင်းထိုင်လိုက်တိုင်းအမေလို့တဲ့သူကအဖေကိုပြုစုပြီးသား ဒီအကျင့်ကနှစ်ပေါင်း30ဆွဲလာခဲ့တာအခုတငယ်ပြန်နေတာတော့လက်ညှိုးငေါငေါထိုးပြီးမောင်းထိုးနေတဲ့ကြားတွေကဆက်ကနေကလထိုင်ပင်းသားရောက်လာပြီးတော့ခြေထောက်ကလေးတွေကိုနှိပ်လို့လူကောင်းကနေခြေသလုံးတည်ဗစက်ကတော့ပြောနေတော့ဒီဘိုးကြီးကုတိမပြန်သေးဘူးလားလက်ကလေးကတော့နှိပ်နေတော့ဒီမြင်ကွင်းတွေကိုထိပြီးတော့သူ့မောင်နှမတွေခံစားကြရတယ်အဲ့ရကြတော့ ဲ့လိုပြောလိုက်ပြောလိုက်မှာဖေလို့တဲ့သူကအမိမျက်နာကိုမချီပဲနဲ့မျက်နာလေးတွဲလွယ်သွားလေရှိတယ်။အညာနေမှာတော့အမိလို့တဲ့သူကအပြင်းထန်ပြောတယ်။အဲ့လိုပဲဝန်တိုင်းချဲပြီးတော့အပြင်းနဲ့ပြောင်းလာတယ်။လိုက်လိုက်ကလေးကိုစက္ကနဖွင့်လိုက်တယ်။ဟင်ဒီဖိုးကြီးခုချိန်နေရှိနေတော့ကခုချိန်ကြီးမပြောင်းရသေးဘူးလား။ဒီတစ်ခါမှမပြောင်းရင်တော့ရိုက်ထုံးရလိမ့်မယ်။ရိုက်ထုံးရလိမ့်မယ်။ဒီတစ်ခါမှမပြောင်းရင်တော့ရိုက်ထုံးရလိမ့်မယ်။ အမေရဲ့မျက်နှာကိုတည်တည်ဆန်းဆန်းနဲ့ကြည့်တဲ့အဖေကဒီတခါတော့စူးစူးဆိုက်ဆိုက်ကြည့်တာကိုကျမတတိထားမိတယ်။အဲ့ဒီညမှာပဲအဖေကွယ်လွန်သွားပါတယ်။အဲ့လိုအဖေကွယ်လွန်သွားတဲ့ကိစ္စသူတို့ကိစ္စဝန်ဆောင်တွေဆောင်ရွက်ကြအဲ့ချိန်မှာအိမ်ကိုဝန်တိုင်းကျဲပြီးရောက်လာတဲ့နော်ကျွန်တော်ခုနကပြောသလိုအရေးသားကဘုကောင်းတယ်လို့ပြောသလိုအိမ်ကိုဝန်တိုင်းကျဲပြီးရောက်လာတဲ့အမေနင်းတို့ငါ့ကိုဘာဖြစ်လို့မတ်တဲ့အိမ်မှာကွန်ပြီးတော့အိတ်ခိုင်းကြတာလဲ။ မတိုင်ဆိုတာသူညီမနာဘယ်တော့မှအိမ်နဲ့ခွဲပြီးအိတ်ခဲဘူးလို့လေနင်တို့ဘာဖြစ်လို့ငါ့ကိုမတိုင်အိမ်မှာရသိကြတာလဲနင်တို့ငါ့ဘောမမကောင်းမှုပြောချင်တာဒီဖေးရဲ့နာရေးရှိတဲ့အတွက်မအီကိုသူညီမသူတို့အတော်အိမ်မှာသွားသိထားတယ်အိမ်ကိုဝုန်းတိုင်းကျပြီးတန်လာတဲ့မအီငါအိမ်နဲ့ဘယ်တော့မှခွဲခဲ့ဘူးလို့လေနင်တို့ငါ့ကိုရက်ဆက်တယ် ဲ့ဒီချိန်မှာဖြတ်ကနေလိုက်တာလေးကိုကြည့်လိုက်တော့သူမြင်နေကြအသားဖြူဖြူဖြူပတ်ဖြူရောနဲ့တရုတ်ဖိုးကြီးကိုသူမတွေ့ဘူးအဲ့လိုမတွေ့ရရနေပြီးတော့သဘောတွေကြတယ်အဲ့တော့ပြင်ဆင်ထားတာလေးကကလထန်လေးရဲ့ဘေးအဖေရှိစဉ်လုံးအောင်အတိုင်းပဲဇာတ်ချောင်လေးကိုလည်းတလူထဲထဲလေးချထားတယ်ဘေးမှာကလထန်လေးနဲ့နွားနုပ်ကလေးနဲ့စပွဲကုံမှာအဖေရဲ့ဓာတ်ပုံလေးနဲ့ အဖေရဲ့ဓမ္မကိုကြည့်ပြီးတော့သူခင်မွေးရဲ့ဓမ္မကိုကြည့်ပြီးသူအဟဲပဲပဲကြီးတယ်။အဲ့ဒီမြင်ကွင်းလေးကိုကြည့်ပြီးတော့ตาကြီးလုတ်တဲ့သူကမျက်ရည်တွေစုပ်လာတဲ့အတွက်ဒီအဖေရဲ့ကလထိုင်လေးမှာပဲခြေပြက်လက်ပြက်ထိုင်နိုင်မိတယ်။အဲ့တော့ဓာတ်ပုံလေးကိုငေးကြည့်ရနေပြီးတော့တစ်ဖက်ကိုဇက်ကနေထည့်ကြည့်လိုက်တော့သူ့အကြထိုင်းတိကြခုံမှာထိုင်နေသူ့သားကြီးအဲ့ဒီသူ့သားကြီးကိုလည်းမြင်လဲမြင်တော့ချက်ချင်းပဲငုတ်တုတ်ကလေးခိုင်ချပြီးတော့ ိုင်းရဲ့ခြောက်ကလေးတွေကိုဖောက်ပွားလေးနှိပ်ပေးနေတယ်အမေအကိုလုံးတော့သူငိုပြီအမေရဲ့အဖေသေးပြီသူမသိသေးဘူးအဲ့ဒီလိုနဲ့တမိလို့တဲ့သူကလည်းအမေရလည်းသူ့ကိုမမှန်မိဖေရလည်းဆုံးသွားပြီသူကလည်းသူ့ဒုက္ခနဲ့သူအဲ့ဒီလိုနဲ့အဲ့ဒီညတာတွေကိုအုံလုံးနဲ့ပေါ့မနဲ့ဝေလီဝေလဲမှာတမိလို့တဲ့သူက ဖေရဲ့ခန်းလေးကိုအဖေရှိနေစဉ်ကအတိုင်းဖြစ်အောင်ချင်းအောင်လေးကအစစပွဲကုံလေးကအစဆောင်ရွက်ပေးဖို့လာတဲ့အချိန်မှာခြေကန်ကြောက်လို့လှည့်ကြည့်လိုက်တော့သူ့အမေသူ့နာမည်ခေါ်တယ်အင်းကိုရောက်တာကြာပြီတမီးကိုတမီးမမမမိတဲ့အမေကဒီကနေ့တော့ဖြင့်သူ့ရဲ့နုပြုံမှုလက်ဆက်မှုတစုံတရာပူးကပ်နေတဲ့အမူအရာတွေပျောက်ပြီးတော့နှစ်ပေါင်းများစွာ မိသားစုတစ်ပြုံးတစ်မကြီးကိုလုတ်ပိုင်ကျိုးမွေးခဲ့တဲ့အမေတယောက်ရဲ့ဟန်ပါအတိုင်းထဲ့မထွေးသူ့နာမည်မထွေးရှင်အမေတမိမထွေးဒီအိမ်ကိုသူရောက်လာကြပြီအမေလို့တူတော့သူ့မမမေဘူးအခုသူ့နာမည်ကိုခေါ်နေပြီတမိမထွေးရှင်အမေအမေတမိကိုမှတ်မိတယ်နော်အตาနေစမ်းပါအေးဒီဖေဘမှာလည်း ။ငါဝင်လီဝင်လေးနဲ့ရှားနေတာတဲ့။ဒီပြပမာလဲတဲ့။ပြန်တရီရသွားတာ။တငယ်ပြန်နေတဲ့ဘွားကြီး။ဒီပြပမာလဲတဲ့။ဒီလိုပဲပို့ထားကြတာလဲတဲ့။အသက်ရှင်ရနေတော့ငါတို့ခွဲမထားပါနဲ့အေးတဲ့။အသက်ရှင်ရနေတော့ငါတို့ကိုခွဲမထားပါနဲ့။ဒီပြပမာလဲ။ ခေါ်လာကငယ်မူငယ်သူတွေပြောက်တန်ငယ်ပြန်နာတွေပြောက်ပြီးတော့အုံနောက်ရဲ့သဘောတရားအရစိတ်ခံစားမှုရဒါတွေကိုစိတ်ပညာနဲ့ပတ်သက်တာတွေကိုဆိုင်ဆာမှာတို့ရင်းသွားဘာမှရေးမပြပါဘူးစိတ်ခံစားမှုအတိုင်းပဲငါတို့ကိုရှင်ခွဲတော့အသက်ရှင်နေတော့ခွဲမထားကြပါနဲ့အေးအဲ့လိုလည်းသူ့အကြောင်းကိုလက်ပတ်စားပြီးချောင်းလေးကိုမှကြည့်နောက်ဆုံးမတွေ့ဘူးအားအင်ကုန်ခန့်နေတယ်အမေအသက်60ကျော်အမေတယောက်ကြရဲ့ခရင်ပေါ်မှာပုံရက်ကလေး မျိုးလုံးလေးကပြုချေလို့စကားလေးတစ်ခုဖောက်ပါလေပြောနေတယ်။နေ့ဖေဘမှာလဲနေ့ဖေဘမှာလဲငါတို့နှစ်ယောက်ကိုရှင်လျက်တော့ခွဲမထားကြပါနဲ့အေးအဲ့ဒီအဖေရဲ့ကလေးမော်မှာပဲမျိုးလုံးလေးအချောင်သားနဲ့အသက်ထွက်သွားရှာတယ်အမေဝတ္ထုရဲ့ကောင်းစဉ်ကစကပြေရဲ့ကောင်းစဉ်ကဆရာမကစကပြေ essay ကိုပါလို့ရေးလေးနဲပါတယ်။ဒါတော့အပြင်ဝတ္ထုရေးတာညားပါတယ်။အဲ့တော့ဒါလေးကကျတော့ဝတ္ထုအနေနဲ့တော့လည်းကောင်း essay အနေနဲ့တော့လည်းကောင်းနှစ်မျိုးခံစားလို့ရတဲ့စကားပြန်ရေးသားဖြစ်ပါတယ်။